ဟုတ်ဆက်ပြီးကျွန်တော်ပြောမယ့်အကြောင်းအရာတော့ဒီကျွန်တော်တို့အဲ Android ပုံမှာပေါ့နော်ဒီ Tamas ကိုကျွန်တော်ဘယ်လိုအောင်ကြမလဲဆိုတော့ option တွေပေါ့နော်ဆိုလို့ရှိရင်တကယ်ကတော့နည်းရရှိတယ်ဒီ Tamas application ကိုကျွန်တော်ဒီပုံမှာ Play Store မှာရှာရင်မရဘူးလားဆိုတော့မဟုတ်ရှာလို့ရရှိတယ်ကျွန်တော်ဒီလောက်ရှိတယ်ပေါ့နော် Tamas လေးဒါတော့ဘာဖြစ်လဲဆိုလို့ရှိရင်ဒီ Tamas ကကြာတော့ကျွန်တော်တို့ဒီ Kali Net Hunter ကိုဘာလို့ထည့်ချင်လို့ရှိရင်ဒီကောင်ပေါ်မှာအဆင်မပြေဘူး အဲ့လိုယူရချက်ကြောင့်ပေါ့နော်ကာဒီနက်ဟန်တာဒီ rootless edition တွေပါတယ်တုံးနေတဲ့လူတွေဆိုရင်ဒီကမသွားနဲ့အဲကျွန်တော်ဘယ်ကသွားလို့ရမလဲဆိုရင်ဒီ abstract ပါလို့ရှိရဲဟုတ်ဒီရပါတယ် i abstract ကနေမှကျွန်တော်တို့ဘေးထောက်ဆိုလိုက်ပါပေါ့နော် i abstract ကဟာလာကြပို့ပြီးတော့အဲတုံးရတာပို့ပြီး update ဖြစ်တယ်ပေါ့နော်ဒီ tamas ဆိုလို့ရှိရင် google play store နဲ့ရှင်လို့ရှိရင်သူကပို့ပြီး update ဖြစ်တယ်ပြီးလို့ရှိရင် error မတက်ဘူးဒီကာဒီနက်ဟန်တာပေါ့သူလို့ရှိရင်လည်း error ကင်းတယ်အဲ့ဒီမှကြည့်ရအောင် setting này thôi mà thì chrome anh đi thao này hài installation đâu rồi nhở install đâu mà này nó chỉ là cái linh luôn vậy ok ok à sorry cho tôi xem phát được tiền thôi mà installation này rồi à là security quen này đã rồi nó thì multi disk rồi chứ trên này là mà phá đi đi vào nó thì sao mình chỉ cần lấy cái này install đâu mà được rồi vậy rồi install anyway နော် effect သွင်းပြီးသွားပြီသွင်းပြီးဆိုတော့ကျွန်တော် open နေလိုက်ပါအဲ့သူရ repository ကြီးမှာသူ in update လုပ်တယ်ပေါ့နော်။ညာလေဒီချိန်မှာကျွန်တော် share လိုက်မယ်။ damas ။ဒါလို့ကိုကကာလီနတ်ဟန်တာဒီ root edition ကြီးဘာဒီမသုံးချင်တဲ့လူဆိုတော့ပြဿနာမရှိဘူး။အဲ့ကျွန်တော်ဘာသုံးလို့ရလဲ။ဒီ Google player ဘာသုံး save ဖြစ်တယ်။ D E R အဲ UX ။အဲ့တော့သူ repository update လုပ်နေမှာပြီးသေးလို့ပေါ့နော်။ Okay ။ညာရှာမယ်။ D E R M U X ဲ့မှာ damage ကျလာပြီအဲ့ damage ကျလာပြီဆိုတော့အချိန်ကျမှာတဲ့အဲဒီကောင်လေးပေါ့နော်အဲ့ဒီကောင်လေးကိုကျွန်တော်တို့ installation လုပ်မယ်အဲ့တို့မှာဘာယူပိုင်းညာတွေပါနော်မပတ်စီဆက်ရှဲရေးစပို့ပေးရပါညာတာကောင်နော်ဒီမှာ version နေရှိတယ်ဒီလိုကိုစိုက်ကခုလက်ရှိ version နဲ့ဒီမကိုက်ဘူးဆိုကြပါဘူးအဲ့တို့တခြား version တွေသွားပြီးလုပ်လို့ရတယ်ဒီမှာနောက်ထပ် version ရှိတယ်2022ပြ version လာတော့2024 version လာတော့မဟုတ်ရှင်လေ2024ဟိုမှာဒီမှာ ပါရှင်118လာ119ရာစသဖြင့်ပေါ့နော်ပုံနဲ့အဆင်ပြေတာသွားသွင်းလို့ရအောင်ဟုတ်ပြီကျွန်တော်ဆက်ဒီမှာ install လုပ်ရမယ်ကျွန်တော် net hunter rootless edition အတွက်ဆိုရင်လွယ်တယ်ပေါ့နော်ဒီမှာတော့ net hunter တွေပါတယ်ကျွန်တော်ပြ command တွေပဲပြလိုက်တော့ပေါ့နော်ဒီ net rootless ဒီတွေ့ documentation တစ်ချက်ကြည့်မယ်အဲ့မှာဆို YouTube video တွေအများကြီးရှိရောနော်သွားကြည့်လို့ရတယ်လွယ်လဲလွယ်တယ်ခဲ့အဲဒီ link လေးပေါ့နော်သူရဲ့ net hunter solution ai mà tu gà phá hiện đâu mà lấy số cho thì chăm mà thì story của con phê thả lại mấy thì cho tập lưu cái của PKG của sẽ package mình đi làm nó ai đâu mà cho vào lớp lấy số tập lưu cái này thì à thì thì liên bọn nó OFS of dot EC bạn nhận tài khoản nó ai liên ai liên liên này biết cho tham lưu số lại mấy tập lưu này bọn nó tại biết thì mà ai còn cho vào lớp lấy execute permission bên mình chain MOT số là tôi em mốc của chain mà bọn nó plus lấy chain này x ဆိုတဲ့ execute permission ထပ်ပေါင်းပေးလိုက်တာအဲဒါမှကျွန်တော်တို့ဒီကောင်ကို execute လုပ်လို့ရမယ်တနည်းအားဖြင့် run လို့ရမှာเนาะ run လိုက်မှသာရင်သူ့နာမည်ဒီအတိုင်းပဲပေါ့เนาะဒီ damage ပေါ်မှာ net handler ကို installation လုပ်သွားမှာအဲကျွန်တော်က voluntary heavy လုံးဝကို manual လုပ်เสียလို့လားဆိုတော့မလို့ဒီ script run လိုက်တဲ့ ice ကလိုတာဒီအားလုံးကျွန်တော်တို့ထည့်ပေးသွားလိမ့်မယ်ပြီးရင်ကျွန်တော်သုံးမဲ့ usage command လေးရှိရဲ net handler command နဲ့စာကျင်တာဒါမှမဟုတ်သူ့ရဲ့ key password ပါညာ config လုပ်ချင်တာစသဖြင့်ပေါ့เนาะအဲမျိုးတော့တော့ကြည့်လိုက်ကို key ကဟို command လေးတွေဘာမှမခက်ဘူးအဲ့လောက်ပဲရှိတာနည်းနည်းလေးအဲဒါလေးပဲ လုပ်လိုက်ရပြီနော်ဒါပေမဲ့အရှင်ကတော့တော်တော်ကြာနေပြီတောင်းလို့ဆိုရခေါက်တော့ရှိရတာပဲအဲ2ကလောက်ရှိရမှတယ်ပေါ့နော်ဟိုခုနကွန်မန့်လေးကျွန်တော်တွားပြီးတော့စမ်းကြည့်မယ်ပေါ့နော်အဲ့တော့ဒီမှာ browser တစ်ချက်ဖွင့်လိုက်မယ်ဒီမှာရရတော့ okay ရကလေးညဟန်တာ rules ဒါရရင်တော့ story permission ပေးမယ် download ဆိုမယ် execute လုပ်မယ် installation လုပ်မယ်နော် this ့ဒီ story permission ပေးမှာလာပေါ့နော်အဲ့ဘာလို့လဲခွင့်ပြုမယ်ပေါ့နော်အဲ့တော့ခွင့်ပြုလိုက်မယ်ပြီးနောက်တစ်ခု PKG package manager အသုံးပြီးတော့ကျွန်တော် duplicate ကို installation လုပ်မယ်နောက် comment ကိုတိုက် copy ပို့ထားလိုက်မယ် wget ကို installation လုပ်မှာလုပ်မယ် yes okay wget installation ပြီးသွားပြီအဲ့တော့ကျွန်တော် download ဆက်မယ် script လေး download ဆက်ပြီးသွားပြီအဲ့ကျွန်တော် copy ပို့ခုတော့မျက်လုံးနောက်တယ် add chain mode နဲ့ chain မယ် execute permission ပေးမယ်ဘယ်ကောင်ကိုလဲခုနကကျွန်တော်တို့ down ထားတဲ့ဟာလေး okay ဒီမှာလုပ်မလားအဲ့ကောင် dot slash နဲ့ installation စပြီးတော့လုပ်မယ်အဲ့ tab ကုန်နေမယ်စလုပ်အဲ့တော့သူကပြောတယ်ပေါ့နော်ဟုတ်ကဲ့ อ่าดิเปียวท่านเลยสรุปว่าดิณหันดอกฟูเปียส่งตัวมาแล้วครับมินิมัมก็ต้องว่าดูแรงหน่อยลงไปเสียหายอยู่เนาะเอาคนหน้าดูพาเช่นเนี่ยตัวนั้นเอาไว้เลยเฉยๆสู้ได้เลยเราเดี๋ยวสบายไปเลยจะฟูไปตัวนั้นเนาะเราวางหูอยู่พี่ไปแล้วเนี่ยทำไมจะเนี่ยเนาะแล้วก็วางอยู่เลยไหมอันจะเข้าแล้วอันตัวสาบอยู่เนาะในโซลูชันเราเนาะทำไมตัวบิวตี้สโตร์เวทต้องเปลี่ยนเลยก่อนแล้วเราจะรู้ที่ အဖရိုက်တို့ပါလို့ပေါ့နော်အဲ့ဒီ net header သွင်းလို့ရတဲ့ဒီ damage ကိုအဆင်မပြေလို့ရဒီ Google Play Store ကဟာကိုသုံးလို့ရတယ်ကျွန်တော်ခုလက်ရှိသုံးနေဖုန်းဆိုလဲ two security reason တွေ issue တွေကြောင့်ကျွန်တော်သုံးရတာအဆင်မပြေဘူးပေါ့နော်ဒီ sub browser တွေ chain browser တွေ create လုပ်တဲ့အချိန်မှာအဲ့ဒီ effect ကဟာတွေလုံးဝအဆင်မပြေဘူးအဲ့ကျွန်တော် Google Play Store ဟာကိုလည်းသုံးနေတယ်ဒါပေမဲ့ Piru Test တို့ဘာညာနဲ့သုံးမယ်ကိုကလည်း dependency issue တွေပါလေချို့ဟာလေးဆိုလို့ရှိရင်ရှာပြီးဖြည့်ရှင်းချက်တယ်ထည့်တယ်လိုအပ်တဲ့ package တွေရှာထည့်တယ်ဆိုရင်တော့အဲကိုသုံးနိုင်သလောက်မသုံးချင်သလောက်ဟာလေးဆိုရင်တော်တော်လေးတော့အဆင်ပြေတယ် မဲ့ net hunter ဒီ addition တော့တိတ်မကောင်းဘူးเนาะဒါပေမဲ့90%လောက်ရှိတော့တော်လေးအဆင်ပြေအောင်တွေ့ရတယ်။ကျွန်တော်စချင်တယ်ဆိုဘာလုပ်မလဲ net hunter ဆိုပြီးတော့စလုပ်ရတယ်ဒါမှမဟုတ် nx ဆိုပြီးတော့စလုပ်ရတယ်။အဲ့ဒါကတော့ vnc ဘာနေနဲ့သုံးနေလဲဆို g ဘာနေနဲ့သုံးနေလဲဆိုရင်လည်းသုံးရတယ်။အခုကတော့ nx ဆိုပြီးတော့ဒီ kali net hunter နဲ့ကျွန်တော်ဝင်လိုက်တယ်ပေါ့နော်။ဝင်ပြီးသွားရင်တော့ကျွန်တော် update ဒီဘာတွေအလုပ်ကြည့်မယ်။ဟုတ်ပြီမတူဒီ resort တက်နေမှာ failure ဖြစ်နေပေါ့နော်အဲဆိုပါလောက်မယ်ကျွန်တော်ဒီ select etc အောက်ကဒီ resort.config မှာအဲ DNS service ဟို DNS server IP ဘာတွေချိန်လို့ရတယ်သူကသူရဲ့ name server မှာ127.0.53ဖြစ်နော်အဲ့ဒါကိုတော့ဖြတ်လိုက်မယ်မဟုတ်မဲ့ name server ဒီ Google ရဲ့ဒီ public DNS server ထည့်ပေးလိုက်မယ်နော်ထည့်ပြီးသွားရင်ကျွန်တော်ပြန်ပြီးတော့တစ်ချက်စမ်းကြည့်မယ်အဆင်ပြေလားမပြေလားဆိုတော့ โอเคဟုတ်ပြီဆန်တီဘောเนาะပြီးရင်ကျွန်တော်တို့နောက်ဗီဒီယိုတစ်ခုမှာဆိုရင်ဒီ Tabas မှာ Kali Linux Kali Net Hunter အစင်မပြေရဲ့လူတွေအတွက်ကျွန်တော်ဒီတခြား test story ပေါ့နော် UN2 တို့ဘာလို့ Debian တို့ဘယ်လိုထည့်ရလဲဆိုတော့ကျွန်တော်တခြား tutorial လေးလုပ်ပြပေးမယ်အဲကျွန်တော်ဒီကာလီနက်ဟန်တာပေါ်မှာ NMS စမ်းတာရောမတော်တိုက်စမ်းကြည့်ရတော့ကျွန်တော်နောက်ဗီဒီယိုတက်တက်ပေါ့နော်ကျွန်တော်အားရချင်းတစ်ချက်ထပ်လုပ်ပေးမယ်အာအခုဆိုရင်တော့ဒါကြည့်ရတော့အဆင်ပြေသွားပြီပေါ့နော်โอเคအဲ့တော့ကျေးဇူးပါအားလုံး